လူမှုကွန်ရက်ဆာမျက်နှာမှာသမီးစိုးနာမည်နဲ့လူသိများတဲ့ရွှေသက်အကောက်ပိုင်ရှင်တက်ကုတ်ကိုဆိုတဲ့အမျိုးသမီးကိုအော်တိုဘားလ12ရက်နေ့ပိုင်းမှာရန်ကုန်လေစိတ်မှဖမ်းဆီးလိုက်တယ်လို့စစ်တပ်လက်အောက်ခံ Telegram Channel တွေမှာဖော်ပြလာပါတယ်။သမီးဆိုးခေါ်တက်ကိုကိုဟာအမေရိကန်နိုင်ငံမှာနေထိုင်သူဖြစ်ပြီးပြီးခဲ့တဲ့အဂုလာကမြန်မာနိုင်ငံကို ပြန်လည်ရောက်ရှိလာတာဖြစ်ပါတယ်။ပြန်လည်ရောက်ရှိလာချိန်မှာအွန်လိုင်းမှာလူသိများတဲ့အမျိုးသမီးတစ်ယောက်ကပ 215မြေဆောင်2025စက်တော်ရဲ့ဥပဒေပုံမှ66ဂါကြီးနဲ့အမှုဖွင့်ပြီးပြည်ဦးလေရဲ့စခန်းမှာတရားစဲဆိုတာကြောင့်ဖက်စီခရရတာဖြစ်တယ်ဆိုတော့ပြောဆိုချက်တွေလည်းရှိနေပါတယ်။စကောက်စီလက်အောက်ခံ Telegram Channel တွေမှာတော့သမီးစိုးခေါ်တက်ကူကူဟာအနာတိတ်စကောင်းဆောင်တဲ့ဇနီးဖြစ်သူကို အမေရိကန်နိုင်ငံမှာနေထိုင်ချိန်ကဝေဖန်ပြောဆိုမှုတွေလုပ်ထားတယ်လို့လည်းရေးသားနေကြပါတယ်။ လက်ရှိမှာသူ့ကိုမင်္ဂလာတော်ရဲစခန်းမှာစစ်ဆေးနေတယ်လို့လည်းသိရပါဗျ။စစ်ကော်မရှင်ဘက်ကတော့တပည့်စိုးကိုဖမ်းဆီးထားတဲ့အကြောင်းရင်းကိုတရားဝင်ထုတ်ပြန်လာတာမရှိသေးပါဘူးရှင်။